ဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့ဟုတ်ပြီခိုင်ရှိရွှေတောက်မယ်ဟပီဝတာတောက်မယ်ပြင်ခေရှုမယ်အဲခေါင်းတက်ပြီးထားလိုက်အောင်ဟင်းထားလိုက်အောင်အချိန်မှာဇလန်းကစပြင်ဘလို့ဖြစ်လဲဆိုကျမကြုံတွေ့ရတဲ့အတွေ့အကြုံပြောရနော်သူများအကြောင်းလည်းမပြောဘလို့ဖြစ်လဲဆိုတော့အဲအဲခေါင်းတွေတက်လာပြီဆိုရင်ကိုကတအဲ့ထဲအဲ့အဲ့ဒီ KTV အဲ့ထဲမှာနော်ဟိုဟာလေ တချင်းတွေကတော့ဒီလိုမျိုးရှိတယ်သူရဲ့အဲအာတချင်းမျိုးစားကျမကခေတ်အရင်တော့အစစချင်းတော့ဒီအရီ၃ဆွဲတော့ဆစချင်းဒီမူရစီဝါဖြစ်တဲ့ဒီ happy water ခေရီစား၃ဆွဲတက်လာတော့ဆိုတဲ့ခေကိုကျမမတုံဘူးဘာလို့လဲဆိုကျမမကြိုက်လို့ခေကိုအဲ့ဒါနဲ့ပြဿနာဖြစ်ဖြစ်ရောဘလို့ဖြစ်လာလဲဆိုရင်အဲကျမက happy water ကိုပိုကြိုက်တာ तू ကပျော်တာဟိုစိတ်တွေပျော်လာတယ်ခေကြတော့ तू ကအဆွေးလိုက်သွားတာ အဲ့တော့ဘာဘလို့ဖြစ်လဲဆိုဒီတချင်းတီးတဲ့ဟာပြက်တနာဖြစ်တာအေး DJ တမားတွေနဲ့အဲတချင်းဒီ bluetooth check တဲ့တချင်းတွေဆိုလဲကွာအဲအရင်တော့အဲ့ KTV ခန်းထဲမှာဟိုအရင်မခေါ်ခင်တဲ့ DJ တမားတွေနဲ့အဲမဆော့ခင်ဒီကိုဖုန်းနဲ့ကို bluetooth ပဲ check အဲ့အဲ့လိုမျိုးဆော့ခဲတဲ့အချိန်ဆိုရင်အဲ့တချင်းကအစင်မပြေဘူးဘယ်လိုလဲဆိုတော့သူများတွေကခေတုံးတယ်ကိုကျတော့ခေမတုံးဘူး ကိုကအဲ့တုန်းကအစအစစချင်းတော့ဆိုကိုကအာ happy ဝတာပဲရမ်းကြိုက်တော့အရန်တောက်တယ်အဲ့အဲ့နဲ့ကျမကအာဘလိုမျိုးတချင်းတွေပို့ပြီးတော့ကျမဖွင့်ချင်လဲဆိုကျမ Vina House အေးအဲ့လိုမျိုးအဲ့လိုဖြစ်တာသူတို့ကြတော့ခေတွေရရှူတော့သူတို့ကြတော့ Brown House တို့ Funky House တို့အေးအဲ့လိုမျိုးအဲ့လိုမျိုးတိလာကျမရဲ့အဖြစ်ပြကလည်းအဲ့လိုမျိုးတကယ်ချင်းတွေနဲ့လည်းပြဿနာတွေဖြစ်တိလာတကယ်အကျိုးမရှိဘူးအကျိုးမရှိဘူးတချင်းတွေဖွင့်မဲ့ကိစ္စတွေနဲ့လည်း အဲ AKTV ထဲမှာရန်နေဖြစ်ကြတငယ်ချင်းအချင်းချင်းအဲပြီးလူကြီးမှလည်းမသိလူငယ်မှလည်းမသိအဲ့လိုမျိုးလေโอ้ပြဿနာမျိုးစုံပဲတကယ်တကယ်အခုစဉ်းစားဆိုလို့အယူကြနေရပဲအဲအဲ့တချင်းဖွင့်တဲ့ကိစ္စနဲ့လည်းလေပြဿနာအကျဉ်းကျဉ်းအခါခါပဲအဲ့ဒါစိတ်ခံစိတ်ဆန်အဲစိတ်ခံစားချက်အစမပြေတာဘောနော်ပြောမယ်ဆိုရင်အဲကျမကျတော့ဒီအဲ့လိုမျိုး ခင်မရှူတော့သူတို့ကတဲ့ဒီ brown house အဆွေးတွေ funky တွေအဲ့ဒါတွေကျမမခံစားကျမတိတ်မကြံ now ကျမနည်းနည်းလေးဆရာကြလာတဲ့ချိန်ကျမနည်းနည်းလေးလိုက်လျောညီထွေမှုအဲ့လိုမျိုးတွေအဲရှိလာတာပေါ့နော်ပြောရင်မကောင်းပါဘူးဒါတွေကအဲ့ဒါလာပြောတာ